ထိုင်းဖိုင်တာကိုတေချာပေါအနိုင်မဲ့ထုံးမင်းအောင်အားလုံးပဲမင်္ဂလာပါ 3K Sport 2.0ကနေကြိုးဆိုပါရစ်သွေးသွေးဝင်လိုက်ကပထမဒန်းစာလက်ဝိတ်ဇာမာဖြစ်ပေမဲ့နိုင်ငံကအရှိမပွဲမတိုးသေးပါဘူးထုံးမင်းအောင်ကလည်းဝမ်းမှာစူကြီးရာဘူးပေမဲ့တဖြည်းဖြည်းနိုင်ပွဲပျောက်ဆုံးလာတယ်ရှင်းစွဲတန်ဖိုးတွေညော့လာပြီသွေးသွေးဝင်လိုက်တန်းမျိုးထုံးမင်းအောင်မရှိသေးပါဘူးဒါပေမဲ့ထုံးထုံးမင်းတို့ဘက်ကသွေးသွေးဝင်လိုက်တဲ့ထုံးမင်းအောင်ကိုတဲပေးခြင်းလိုမျိုးပြောဘူးတဲ့ပြည်တွင်းမှာပွဲကောင်းနေရှားတယ် ရန်ကုန်မှာဆိုထိတ်တန်းစင်းလက်ဝေးပွဲကတနေ့တပွဲတောင်မရှိပါဘူးပြီးကြတဲ့ဂင်မီနန်နဲ့အထိမ်းမှပွဲမျိုးဆိုရင်ရှာမှာရှာလို့တော့စူနိုင်ပါလိမ့်ကောင်းပွဲထိုးမဲ့ fighter တွေကသိန်း200 300ပေးတာမျိုးလူတိုင်းမလုံနိုင်ဘူးဒီတော့ခြေကင်းလက်ကင်းတာတဲ့ထိုင်းမှာပွဲတွေသွားထိုးကြပါလိမ့်ငွေကြေးချိုးများလည်းရမယ်ဂုံသိက်ခါလည်းရှိထိုးမဲ့အောင်ကသူ့ကိုယ်သူအလားလာရှိသူလို့ယုံကြည်ထားရင်ကို့ရေသွေးကိုအမြဲတမ်းပုတ်တတ်နေရပါမယ်ဝါနှုသေးလို့ဝိုင်းတွေကိုရှုံးရတာနားလေပြီးနိုင်ပါလိမ့်ဒါမဲ့ရှုံးလိုက်တောင်းပန်လိုက်တန်တရာကြီးတဲ့နင်မုန်းလို့တော့မရပါဘူး ဒုံမြောင်ကရုပ်ပိုင်းဆိုင်ဖွဲ့စည်းပုံကောင်းပါတယ်မြန်မာဖိုင်တာတွေမှာအလုံးထည်လှသူတအုပ်ပါအသက်ငငယ်ရွယ်မှာပဲရိုးရာလက်ဝဲလောကကနာမည်ကျော်တချို့နဲ့အားဆန်းပြီးတော့အောင်ပွဲရထားပါတယ်ဒီလိုနဲ့ပဲဒုံမြောင်ကိုစမ်းတင်လို့မရပါဘူးဘာအားနေချက်မှမရှိတဲ့ဖိုင်တာလိုမျိုးလော်ဘီလုပ်လို့မရပါဘူးဒီကကြီးထဲမှာ generation အစ်စ်တွေနေရာယူထားတယ်နဘေးဆိုရင်လည်းခန့်ငငယ်အရွယ်မှာပဲ WBC မွေထိုင်း World Championship ရဲ့တန်းနှစ်ခုမှာ champion ကပတ်ပိုင်ဆိုင်ခဲ့တယ် 126ပေါင် WBC မွေထိုင်းကမ္ဘာချန်ပီယံကပတ်ကိုအသက်18နှစ်အရွယ်မှာပဲနဗေးရယူနိုင်ခဲ့လို့အသက်ငယ်ဆုံးချန်ပီယံဖြစ်တဲ့ဆန်ကျင်တင်ထားမှုတွေရေကန်မြေကန်မတူညီလို့အောင်မြင်မှုကွာခြားနိုင်တာကိုနားလေပါတယ်။ဒါပေမဲ့ကိုအားနေချက်ကိုသတိမထားမိလောက်အောင်လော်ဘီရဲ့တော်ကီနဲ့မျောမသွားစေချင်ပါဘူး။ကိုလိုအပ်ချက်ကိုအမြန်ဆုံးပြင်ဆင်ရမယ်။မြမယူရလဝေလောကရဲ့ဂန်ဒဝင်တွေးမဆောင်ပြောသလိုပါပဲ။ပြည်တွင်းမှာပွဲတွေများများထိုးပြီးတော့အတွေးအကြုံယူစေချင်တယ်။ထိုးချင်းနေပေမဲ့အတွေးအကြုံကပို့ပြီးတော့တန်ဖိုးရှိပါတယ်။ ကတ်တာကလည်းဝမ်းရတာတွေ့ပြီးသားဆရာသမားတွေကပြည်တွင်းကပွဲတွေကိုနှစ်ဖူးတောက်ကြီးပွဲလောက်ပဲသဘောထားတော့လားမသိပါဘူးနှစ်ဖူးတောက်ကြီးမှာမကြေညက်ရင်ထိတ်တန်းစင်ပွဲတွေမှာဟူဟာဖြစ်နေပါလိမ့်မယ်သွေးသိမ်းဝင်လိုက်ဝင်စင်ခေါ်ခြင်းနဲ့ဆိုတာမျိုးကလည်းတကယ်တမ်းတော့လက်တွေမဆန်လှပါဘူးဒုံမြောင်လောကမှာကဝမ်းမှာခွင်းရတော့ကိုအစင်းကဘလောက်ရှိလဲဆိုတာကိုတတ်တည်ပြရမှာပါနောက်ဆုံးထိုးခဲ့တဲ့ဇာယီတီနဲ့ပွဲတော့ကအယုတ်ကျိုးပြက်လဲကြအောင် high kick ကန်ခံရပြီးတော့ဒုံမြောင်ဆုံးခဲ့ပြီးပြီး အဲ့ဒီအရှုံးကြောင့်သူပွဲမထိုးရဘဲနဲ့အချိန်ကြာကြီးနေခဲ့ရပြီးအခုအခွင့်ပြန်ရချိန်မှာထုံးမရောင်အကောင်းဆုံးလှုပ်ပြရပါမယ်အခုတောက်ကြနေဒီနေ့မှာကျင်းပမယ်1 Friday 5 110မှာထုံးမရောင်က Time Fighter Champion နဲ့ရင်ဆိုင်ရပါမယ် Time Fighter Champion ကအခုမှအသက်18နှစ်ပဲရှိသေးတာဖြစ်ပြီးတော့1 Friday 5ပထမဆုံးပွဲကစားသွားမှာပါထုံးမရောင်ထက်အတွေ့အကြုံနုနယ်တဲ့ကစားမလို့တော့ယူဆနိုင်ပါတယ်ထုံးမရောင်က1 Friday 5မှာ၃ပွဲတိအတွေ့အကြုံရှိပြီးသားပါ နှစ်ပွဲရှုံးတစ်ပွဲနိုင်ရလက်ပိုင်ဆိုင်ထားပြီးတော့ဒီပွဲရှုံးလို့ရှိရင်အခြေအနေကပိုဆိုးသွားပါလိမ့်မယ်။ဒေါ်မယောင်အတွက်အခုပွဲကမဖြစ်မနေအနိုင်ရမယ်ပွဲပါပဲ။သူကိုယ်သူကောင်းဆုံးပြင်ဆင်ထားပြီးတော့ပူကောင်းတဲ့ထွန်းမယောင်ကိုမြင်ရမယ်လို့ဂတိပေးထားပါလိမ့်။ဒေါ်မယောင်ကမြန်မာဖိုက်တာတွေထဲမှာအလုံးစစ်လှပြီးတော့အရမောင်းကောင်းတဲ့သူတစ်ယောက်ပါ။အလားလာကောင်းနေပိုင်ဆိုင်ထားတဲ့ဖိုက်တာလေးဖြစ်ပြီးတော့နိုင်ပွဲတွေပုံမှန်ယူစေခြင်းနဲ့အခု Time Fighter Champion နဲ့ပွဲမှာထွန်းမယောင်နိုင်ပွဲကျင်းဒီပေါက်ရမှာပါ။ ဆိုတော့ဘော်ရာရဒီဘွဲနဲ့ပတ်သက်ပြီးတော့ဘလို့မြင်လဲကိုယ့်ရဲ့ထင်မြင်ချက်ကိုပြောပေးခဲ့ပါဦးဒီညမှာကစားမယ့်မြန်မာဖိုင်တာတွေရဲ့ဘွဲတွေလည်းကျွန်တော်အားပေးရအောင်ပါခင်ဗျာ